ားလုံးပဲမင်္ဂလာပါ Watermelon Hamaker ပါရှင်မောဒီနေ့လုတ်ပြပေးမှာကမတို့ဒီជីရီပုံလေးပေါ့เนาะဒါလေးမောလေးဒါလေးကိုပထမတစ်ခေါက်တင်ပေးဘူးတယ်အဲ့မှာ YouTube မှာဗီဒီယိုလေးကဘာဖြစ်လို့လဲမသိဘူးအပြက်အပြက်ကလေးတွေဖြစ်သွားတာပေါ့เนาะအဲ့ဒါဆိုတော့မောအခုထပ်ပြီးတော့ဒါလေးထပ်ပြီးတော့လုတ်ပြပေးမှာပေါ့เนาะအဲ့တော့ဒီဟာလေးကိုမော follow 1အနေနဲ့တင်လိုက်တယ်ပေါ့เนาะပြီးတော့ဒါလေးကိုကြာတော့ volume 2အနေနဲ့တင်လိုက်တယ် ဲ့တော့သူ့ရဲ့ video ကအဆင်ပြေတယ်ဒီဟာလေးတုန်းကမာ video လေးတွေပြတ်တောင်ပြတ်တောင်ဖြစ်သွားလို့ဆိုပြီးတော့အခုဒါလေးကိုပြန်လုပ်ပြမှာပေါ့နော်ပြန်လုပ်ပြပေးမှာဆိုတော့အခုမဆပြီးတော့လုပ်ပြပေးမယ်နော်မော်ဒီအထီးကိုလုတ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီရုပ်ကလေးနဲ့အားလုံးအတူတူပဲနော်ဒီရုပ်ကလေးနဲ့မမတို့ဒီ video လေးမှာလည်းကြည့်လို့ရတယ်ဒီမှာနော် ဒီဗီဒီယိုလေးမှာလည်းကြည့်လို့ရတယ်ဒီရုပ်ကလေးအဲ့မှာအကုန်တူတူပဲခေါင်းလဲတူတယ်ဒီမျက်နာမျက်နာထားတာမျက်မှန်တက်တာတွေပြီးတော့စပင်လဲတူတူပဲအားလုံးတူတူပဲဒီလိုမျိုးလေးဒါလေးနဲ့အားလုံးတူတူပဲเนาะတူတူပဲဆိုတော့ဟိုမွားကဒါလေးကိုဒါလေးနဲ့တပုံဆန်နဲ့လောက်လိုက်တယ်ဒီစပင်ရှိရဒီဘန်းလေးပေါ့เนาะဒီဟာလေးဒီထိပ်ပိုင်းလေးတော့မပါဘူးဒီမှာဘာလို့လဲဆိုတော့ तू อ่ะလေဒီလိုမျိုးအုတ်ထုတ်ကလေးစောင်းလိုက်မှာဆိုတော့ ်မမထည့်ထားဘူးဒီလိုမျိုးလေးထည့်ပြီးတော့မှဒီအုတ်ထုပ်လေးစောင်းလိုက်ရင်လည်းရတယ်နော်ကိုကြိုက်တယ်လို့လို့အုတ်ထုပ်လေးပြောင်းသွားတယ်ပေါ့နော်အဲ့တော့သပင်ဒီအကုန်တူတူပဲခေါင်းရောဒီမျက်လုံးမျက်မှန်နဲ့ရွက်သပင်အလုံးတူတူပဲအဲ့ဒါကိုမှသပင်ရှေ့ပန်းလေးပဲမပါဘူးနော်အဲ့ဒီ ठी ကိုမှလှုပ်ထားတယ်အတူတူပဲဒီဗီဒီယိုလေးမှကြည့်နော်โอเคအဲ့တော့မှကခုပါလောက်ရမလဲဆိုတော့ သူ့ရဲ့ဒီအုတ်ထုတ်လေးလုံမယ်ပေါ့နော်အုတ်ထုတ်လေးလုံမယ်ဆိုတော့မတို့သူ့ရောင်လေးဆိုတော့မဒါလေးကိုတုံးလိုက်မယ်သူက6 ply အနမကတော့3 mm နဲ့တုံးထားတယ်ခုအုတ်ထုတ်ကလေးကိုမတို့ round one လေးစကြမယ်ဆိုတော့ majoring လေးလုံလိုက်မယ်နော်သူကဒီမှာမတို့ majoring ကိုတိုင်တူ9ခါနဲ့ ခါနဲ့ရပြီเนาะရပြီဆိုတော့ခြုံလိုက်မယ်ပြီးရင်ဒီမှာမတို့ကတရောင်းပြီးရင်တစ်ခါရှက်ခေါ်နဲ့ဆက်မယ်ဒါမှကြတော့ cube နဲ့မတော်ဘူးเนาะဥရုကလေးဆိုတော့အောက်ထည့်ကိုဆင်းมาဆိုတော့လေအဲ့တော့မကရှက်ခေါ်လေးနဲ့ဆက်လိုက်မယ်ပြီးရင်ဘုံမီတစ်ခါထိုးမယ် round 2စမယ် round 2မှာကြတော့မတို့ကတိုင်ပွား9ခါ7 inc 7ပွီတူတူပဲเนาะ

တိုင်မောခုနခါပြီးသွားပြီပြီးသွားပြီဆိုတော့မတို့ကပထမဆုံးစားခဲ့တဲ့အတိုင်းလေးမှာရှက်ကောလေးလုံးမယ် slip stick ပေါ့နော် okay ဒါဆိုရင် round 2ပြီးသွားပြီပြီးတော့ round 3 round 3မှာကြတော့မတို့က one sc inc ခုနဆုံးလုံးမယ်နော် one sc inc ဒီဘက်လုံးလောက်လိုက်မယ်နော် round 3ပြီးပြီ round 3ပြီးပြီဆိုတော့မတော်ရှက်ခေါ်လေးနဲ့ဆက်လိုက်မယ်ပြီးရင်ဖော်မီတစ်ခါ round 4 2sc inc ရမယ်နော်1 2 2SC PNC INC တဲ့နည်းအဲ့လိုမျိုးကိုမတော်တပတ်လုံးလုပ်လိုက်မယ်2 SCINC 9ဆုံးเนาะရောင်းဖို့ပြင်ရောင်း5ရောင်း5မှာ3 SCINC တဲ့နည်းတော့ဒီ INC our chat. One, two, three, INC. So, three as the INC connoisseur. Round five below. Round six, round six ma, four as the INC connoisseur, no? Đi, ne, thong, လေးပြီးရင် INC ကဲနဲတောင်းလေး INC ဒါဆိုနောက်ဆုံးရပြီနောက်ထပ်ငါးဆုံးထပ်ပြီးတော့ထုတ်မယ်နော် round 6ပြီးသွားပြီအခု round 7 ောက်7မှာကျတော့ 5sc ဒီနဲ့ဘုံလေးငါ 5sc inc โอเคเนาะအစကတည်းကနေမတော်ကတူတူပဲเนาะတိုင်ပွားဒေဂျီပဲတရံအရင်လုံးပဲပြီးတော့ 1sc inc 2sc inc 3sc inc 4sc inc အခု 5sc inc အဲ့ ဲ့လိုမျိုးလေးပက်တန်အတူတူပဲပွားလာတာကဒီလိုမျိုးပြောင်းပြန်လေးဖြစ်ချင်လို့เนาะโอเคเนาะတကယ်လို့လေ memory ရဲ့ site လူအတွက်အထုတ်ထုံးမယ်ဆိုရင်လည်းဒါကိုကိုလိုတလောက်ထိအပြန်ဆက်ပြီးတော့အဲ CSC INC 7SC INC ASC INC အဲ့လိုမျိုးဆက်ပြီးပွားသွားလို့ရတယ်เนาะနေ3 4 5 6 7 8 9 10 fire cinc ကိုဒါဆိုရင်ခုနှစ်ဆုံးဆက်ပြီးရောလုပ်လိုက်မယ်။ round 7ပြီးပြီးချက်ကောလေးနဲ့ပေးလိုက်မယ်နော်။ပြီးရင် round 8 round 8မှာကျတော့မတော်ကလိုချင်တဲ့လောက်အပြန်ရသွားပြီ။ဥတုကလေးကသူ့ကိုစောင်းမှာဆိုတော့လေလိုချင်တဲ့လောက်အပြန်ရသွားပြီဆိုတော့အောက်ကိုစင်းမယ်ပေါ့နော်။ခေါက်ခေါက်ကလေးဖျောင်းလုပ်မယ်ဆိုတော့တိုင်ပွားထပ်မထဲတော့ဘူးတိုင်ပွားထပ်မထဲတော့ပဲနဲ့မမတို့ကဒီတစ်ပတ်လုံးကိုတိုင်တူလေးကြီးပဲထိုးမယ်အဲ့တော့မမတို့ကနောက်ဆုံး ီ round 7မှာ 5sc sorry 7sc oh sorry 5sc 5SC INC ထိုးခဲ့တာလေအဲ့တော့ 5SC INC ဆိုတော့ 5SC ကတိုင်း9တိုင်း INC က2တိုင်းဆိုတော့ 5SC INC မှာမမတို့ရဲ့ဒစုံစာက9တိုင်းရှိတယ်အဲ့လိုမျိုးကိုမမတို့က9စုံလောက်တာဆိုတော့9 9ဆိုတော့49 49SC ရှိရဲ့ဒီတစ်ပတ်လုံးမှာเนาะရေးကြည့်เนาะအဲ့ဒီ49 SC ကိုမမတို့က တိုင်ဘွားလုံးဝမထဲတော့ဘဲနဲ့တတိုင်းတစ်ခါတတိုင်းတစ်ခါနဲ့ 49SC ဒီလိုမျိုးပတ်ပြီးမှာအဲ့တော့အဲ့မှာဒီတိုင်းရိုးရိုးမဟုတ်ဘဲနဲ့မော်ရော BLO နဲ့ပတ်မှာပေါ့နော် BLO 49SC BLO ဆိုတာကမတို့ဒီမှာဖူမီကွေလေးနှစ်ကွေးရှိတယ်နှစ်ကွေးရှိတဲ့ထဲကမှအနောက်ဘက်တစ်ချမ်း back loop only ပေါ့နော်အနောက်ဘက်တစ်ချမ်းကိုယူပြီးတော့ထိုးတာဒီနောက်ဘက်တစ်ချမ်းလေးနော်ဒီမှာဒီလိုမျိုးနှစ်ချမ်းရှိရဲဆိုရင်နောက်ဘက်တစ်ချမ်းလေးကိုယူပြီးတော့သုံးတာပါ ဒါလို့ရှိဘက်တစ်ချမ်းကိုယူပြီးတော့သုံးမယ်ဆိုလို့ရှိရင် friend loop only flo လို့ခေါ်တယ်เนาะဒီမှာเนาะနောက်ဘက်တစ်ချမ်းလေးကိုယူပြီးတော့သုံးတာတော့အိတ်ကတော့ moro blo 49 sc တိုင်းမလုံးဝမပါဘဲနဲ့တိုင်းတူလေးကြည့်ပဲတစ်ဖက်ပြအောင်ပတ်မယ်ခင်ဗျာဒါဆိုရင်မပတ်လိုက်မယ်ဆုံးတိတစ်ဖက်ပတ်ခဲ့ပြီ moro round 8ပြီးပြီပေါ့เนาะပြီးရင် round 9နဲ့ round 10ကလည်းအဲ့လိုပဲ49 sc တပတ်စီပတ်ပြီးရမယ်ဒီမှာတော့မတော်က VLO မထိုးတော့ပဲနဲ့ယိုယိုပဲเนาะယိုယိုပဲဒီလိုမျိုးနှစ်ခုစလုံးကိုယူပြီးတော့သုံးမယ် VLO ဘာလို့လောက်တာလဲဆိုတော့မတော်ကဒီအောက်ကိုလေဒီလိုမျိုးလေးတက်တယ်လေးကြာသွားအောင်လို့တက်တယ်လေးဆင်းသွားအောင်လို့เนาะโอเคเนาะဒါဆိုရင်မတော်တို့ round 9နဲ့ round 10ကို 49sc 2 round 49ers နံပါတ်ပေးရမယ်နော် round 10ပြီးသွားပြီပြီးသွားပြီဆိုတော့မတော်ကဒီမှာရှက်ကော်နဲ့ဆက်ရမယ်နော်ဒါပေမဲ့ဒီနားမှာမတော်ကအနက်ရောင်ဆက်မှာအနက်ရောင်နဲ့3 round ထပ်ပြီးတော့ 49ers ထိုးမှာဆိုတော့ဒီနားမှာအရောင်ဆက်မယ်အရောင်ဆက်မယ်ဆိုတော့ကိုဆက်မဲ့နေရာမှာပေါ့နော်ဒီမှာတခါရဲရှက်ကော်မလုပ်လိုက်ဘူးပုံမှန်ဆုံးမတော်ဒီလိုမျိုးရှက်ကော်လုပ်လိုက်မှာလေအဲ့မှာရှက်ကော်မလုပ်ဘဲနဲ့ဒီထဲကိုအလေးကိုထည့်ထားမယ်ပြီးရင်ကိုဆက်မဲ့အရာ กูจะไมัยยังโอมอร์กาสลิปนองลีลูทาไหมยังไม่เนาะเป็นอะไรโอ้ที่คนนี้เขาซยูลยด่าโอเคเนาะพี่นปกมันได้ไหมสับปีรอผมมีตะขาทูปีรอ forty nine sc สับปีรอทูตัวไหมเนาะที่เราเนาะโอเคเนาะ ဆိုရင်မွားဆက်ပြီးတော့ဒီအနက်နဲ့ကြတော့မွားရော3 round 3 round ပေါ့နော်ထိုးမယ်အဲ့တော့ round 9အထိဆိုတော့အ sorry round 10အထိဆိုတော့11 12 13 round 13အထိ3 round အနက်နဲ့တက်မယ်နော် round 13အထိပြီးပြီ round 13အထိပြီးပြီဆိုတော့မွားရောဒီအဝါရောင်လေးနဲ့ပြန်ပြီးတော့ဆက်မယ်ပေါ့နော်အဲ့တော့မွားရောရှက်ကော်လုံးကို အလေးကိုထည့်လိုက်မယ်ပြီးရင်အောက်ကဒီကျိုးလေးကိုအဲယူလိုက်မယ်နော်ဒါဆိုရင်အရာနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့ဆက်ပြီးသွားပြီပြီးတော့မတို့ဒီအမဲလေးကိုမလိုဘူးဆိုတော့ညှက်လိုက်တော့မယ်နော်နည်းနည်းလေးကျိုးစားဒီတဲတဲကိုထည့်ပြီးတော့ထိုးလိုက်မယ်နည်းနည်းထိုးပြီးတော့မှညှက်လိုက်မယ်အဲ့တော့အခု round 11 12 13ဆိုတော့အခု round 14 round 40မှာကြတော့မတို့ကတိုင်တူ3ခါတိုင်ဘွားတစ်ခါတိုင်တူ3ခါအဲ့လိုမျိုးကိုမတို့ခုနှစ်ဆောင်လုပ်မယ်နော်တိုင်တူတစ်ခါရှိပြီနဲ့3တိုင်တူ3ခါပြီးရင်တိုင်ဘွားတစ်ခါနောက်ထပ်တိုင်လို3ခါတဲ့ ါမျိုးတစ်စုံအဲ့လိုမျိုးတိုင်းတို့၃ကတိုင်းဘွားတက်ခတိုင်းတို့၃ကကိုမတို့9စုံလောက်အောင်ပါနော်နောက်ထပ်တိုင်းတို့တက်ခနှခ၃ကပြီးရင်တိုင်းဘွားတက်ခပြီးရင်တိုင်းတို့၃ကတရီယာစီ INC 3SC အဲ့ဒါကို rugby 7ခုနှစ်ခေါက်နော် round 14 bb ရှက်ကောလေးလောက်လိုက်မယ်ပြီးရင် round 15စဖို့ဖွင့်ပြီးတက်ခါထိုးမယ် round 15မှာကျတော့မတို့က 7sc inc နဲ့ ပြီเนาะဒီနဲ့တော့လေးငါချာခွန်ပြင် INC တိုင်းပွားရမယ်เนาะဒီလိုမျိုးကိုမတော်ခုနှစ်ဆုံးတစ်ပတ်ပြအောင်လုပ်ပြမယ်เนาะအခုမတော် round 15ပြီးပြီးချက်ကလေးလောက်လိုက်မယ် round 16 community တခါထုတ်မယ်เนาะ round 16မှာကြတော့မတို့က 4sc inc 4sc ကို rugby 7 time ခုနခေါက်လုံးမယ်ခုနဆုံးလုံးမယ်ပေါ့เนาะဒီနေ3 4 sc inc nice 4sc ဆိုရင်တစုံပြီးပြီရမနော် 4sc t 3 le p inc n 4sc တစုံမတော့နှစုံပြီးသွားပြီနောက်ထပ်၅စုံကိုမဆက်ပြီးတော့လုံလိုက်မယ် final round လေးပြီးသွားပါပြီဆိုတော့မတော်ရွှေကောလုံးမယ် အဲ့ဒါမှမဒီထက်ကဆက်ပင်လေးမထည့်တာနော်ထည့်ရင်လည်းရတယ်သူအုတ်ထုတ်လေးနဲ့အုပ်သွားတာဆိုတော့လေပြီးတော့မှတော့အုတ်ထုတ်ကဘိုးလေးဒီနားမှာဘိုးလေးပါတယ်ပေါ့နော်အဲ့ဒါလေးလုပ်မယ်ဆိုတော့အမဲရောင်လေးနဲ့အကျရင်လုပ်မယ် ုမီသုံးကတိုင်းရှိနှခနှခပြင်နောက်ထပ်တင်းနေတော့ဖုမီသုံးကရှက်ခေါ်လေးလုံးမယ်ဒါဆိုရင်ဘိုလ်လေးတစ်ချမ်းပေးပြီနော်နောက်တစ်ချမ်းတင်းနေတော့ဖုမီသုံးကတိုင်းရှိတင်း ချင်းနှခါပြီးရတယ်ဖုန်မီ၃ပါပြီးရင်ရှက်ကော်လေးရမယ်နော်ရှက်ကော်လေးပြီးရင်ဂျူးလေးကိုနည်းနည်းရှိရှိလေးချန်ပြီးတော့ညှိနိုင်မယ်အရှိတိုင်းတူတွေမသိချမကွဲသေးဘူးဆိုလို့ရှိရင်အမတင်ပေးထားတဲ့ basic ဒီ video လေးမှာတက်ကြည့်နော် Okay ဖုန်မီ3ကဒိုင်ရှင်2ခါနောက်ထပ်ဖုန်မီ3ကတက်ထိုးမယ်ရက်ကော်လုံးမယ်နောက်ထပ်ဖုန်မီ3ကတက်မယ်ဒိုင်ရှင်2ခါနောက်ထပ် ခွေးသုံးကထထိုးရက်ကောခင်နော်ဒါဆိုရင်ဓမ္မတချမ်းနဲ့ဒုတိယတချမ်းလေးရပြီးရင်အလေလေးမှာနည်းနည်းလေးရပ ောင်းမလို့တမလေးအဲ့တော့မတော်ကဖေးနာလေးမှာတက်မယ်ဒီနားလောက်မှာဖိုတိုလေးကိုရင်စောင်းကြည့်လိုက်မယ်နော်စောင်းကြည့်ပြီးတော့မှဒီလောက်လောက်မှာတက်မှာဆိုတော့လေနေရွက်ပေါ်နာလေးလောက်မှာဒီနားလေးမှာတက်လိုက်မယ်သူ့အမဲလိုင်းလေးပေါ်မှာပဲတက်မယ်နော် ူတီထွက်ထားတဲ့ကျိုးလေးနှစ်ခုကိုခိုးဘက်ကိုယူပြီးတော့ခြိလိုက်မယ်ဒါပဲဘာမှမဟုတ်ရဲ့အမမကကျိုးလေးနည်းနည်းခြံထားခဲ့တာ ကြိုးစားလေးသင်ပေးလိုက်မယ်နော်အဲ့ဟောတော့တိတ်တော်မြင်ရမှာမဟုတ်ဘူး။ဒါမှခက်တာမျိုးမဟုတ်တော့လေ။ ါဆိုရင်တော့မတော်ရဲ့ခြေတီလေးရပါပြီဒါလေးကိုကော်လေးနဲ့ကန်ရင်ကန်မဟုတ်ရင်ခြေလေးနဲ့ပြန်ပြီးတော့ချုပ်ပြလိုက်ရုံပဲเนาะဒီအလေးကိုအမှန်ကတော့ချုပ်မယ်ဆိုချုပ်ပြီးတော့မှတက်เนาะကော်လေးနဲ့ကတ်မယ်ဆိုရင်လေကော်လေးနဲ့ကတ်လေးရတယ်ပို့ပြီးတော့မြဲခြင်းเนาะခြေလေးနဲ့ဒီလိုမျိုးလေးပတ်ချလိုက်ပြီးတော့ချုပ်เนาะ မွားတော့ချုပ်လိုက်မယ်ကဲဒီမှာပါကြည့်အောင်တော့ဒါပတန်တူတူသုံးတာဒီလားပတန်တူတူထိုးတာဒီမှာထိုးတော့မနည်းနည်းလေးလက်ကပိုပွားသွားတော့ထိုးလေးနည်းနည်းလေးပိုကြည့်သွားတယ်အဲ့လိုမျိုးပေါ့နော်သူကအဲ့လိုမျိုးလေးရှိရဲ့တယောက်တည်းဒါကြောင့်မလို့လဲဟမ်းမိတ်လေးတွေကတူတာမရှိဘူးလို့ပြောကြတာပေါ့နော်ကောင်ကိုတယောက်တည်းတဘုံဆန်နဲ့လှုပ်တာတောင်မှမတူဘူးလေ ဒါဆိုရင်ကုန်လုံးမဲ့လိုက်လို့ရတာအဆင်ပြေမယ်လို့ထင်ပါတယ်။ဆမပြေတဲ့နေရာနားမလည်တဲ့နေရာရှိရင်လည်းမောကိုအစချားနေဖြစ်ဖြစ် comment နေဖြစ်ဖြစ်မေးလို့ရပါတယ်။အားလုံးပဲဆင်ပြေကြပါစေ။ See you on the next video.